Good morning everyone. Gain with A ရဲ့နားထောင်ရင်စာသင်အစီအစဉ်လေးကနေကြိုးဆိုပါရစေ။ဒီနေ့မှဆိုလို့ရှိရင်လည်းနားထောင်ရင်စာသင်ကြမယ်။ဘာအကြောင်းနားထောင်ကြမလဲဆိုရင်တိုက်ခန်းရှာဖွေတဲ့အကြောင်းနားထောင်မယ်။ပြီးတော့ကြတော့ဒီတိုက်ခန်းရှာရင်ဘာတွေလိုအပ်တယ်ပြီးတော့ဘာတွေသိဖို့လိုတယ်ဘာတွေမေးဖို့လိုတယ်အဲ့ဒါလေးနဲ့တဒါကကြတော့ there is there are လေးနဲ့တွဲပြီးတော့ကြည့်ကြမယ်ပေါ့ Okay let's see ဖတ်ကြစို့ finding ရှာဖွေခြင်း and အခု apartment တိုက်ခန်း တိုက်ခန်းတခန်းရှာဖွေခြင်း finding an apartment တိုက်ခန်းတခန်းရှာဖွေခြင်း okay သူပါဖတ်ခိုင်းလဲ instruction လေးကိုအမြဲတမ်းဖတ်ပါမယ် read the following article နောက်ပေါ်ပြပါစောင်းပါလေးကိုဖတ်ပါတယ်เนาะ read the following article pay special attention အထူးအာယုံစိုက်ပေးပါ to the words in bold အမဲလောက်ထားတဲ့စာလုံးလေးတွေကိုအထူးအာယုံပြုဂရုစိုက်ပေးပါတဲ့ okay ဟုတ်ပြီအာယုံပြုကြမယ်စာပြီး there are ရှိကြပါတယ် several ways နီးလန်းနေအများကြီး to find ရှာဖွေဖို့အတွက် an apartment တိုက်ခန်းတစ်ခန်းတိုက်ခန်းတစ်ခန်းရှာဖွေဖို့နီးလန်းနေအများကြီးရှိကြပါတယ် there are several ways to find an apartment one way နီးလန်းတစ်ခုကတော့ is ဖြစ်ပါတယ် to look ကြည့်ဖို့ online online မှာပေါ့เนาะနီးလန်းတစ်ခုကတော့ online ကနေကြည့်ဖို့ဖြစ်ပါတယ် one way is to look online ဘဲအားရှိကြပါတယ် a lot of websites websites တွေအများကြီးရှိတယ် to help you နေကိုကူညီဖို့ find an apartment တိုက်ခန်းတခန်းရှာဖွေတဲ့နေရာမှာနေကိုတိုက်ခန်းတခန်းရှာဖွေတဲ့နေရာမှာကူညီဖို့အတွက်ဒီမှာ website တွေအများကြီးရှိတယ် there are a lot of websites to help you find an apartment there are ရှိကြပါတယ် often မကြာခဏ pictures ရုပ်ပုံတွေ of the building အဆအူရဲ့ရုပ်ပုံတွေလည်းမကြာခဏကြည့်လို့ရတယ် and the apartment တိုက်ခန်းရဲ့ရုပ်ပုံတွေလည်းကြည့်လို့ရတယ် for rent ငှားရမ်းဖို့အတွက်ဒီငှားရမ်းဖို့ဆိုပြီးတော့တင်ထားတဲ့တိုက်ခန်းပုံတွေအဆအူပုံတွေလည်းတဲ့အများတော်အဖြစ်မကြာခဏကြည့်လို့ရပါတယ်ပေါ့ရှိကြပါတယ် there are ရှိကြတယ် there is ရှိတယ်တခုတည်းရှိတဲ့အခါမှာ there is တွေနဲ့ပြောတယ်တခုထပ်ပို့ပြီးတော့ရှိတယ်ဆိုရင် there are နဲ့ပြောတယ် there is ရှိပါတယ် sometimes တခါတလေမှာ a map မြေပုံလေးတစ်ခု to show you နင့်ကိုပြသဖို့အတွက် the location တည်နေရာ of the building ဒီအဆောက်အဦရဲ့တည်နေရာကိုနင့်ကိုပြောပြပေးဖို့မြေပုံလေးပါတခါတလေပါတတ်တယ်ရှိတတ်တယ်တဲ့ there is sometimes a map to show you the location of the building အဲ့ဒါဆိုဒီပထမပိုက်မှာဗာပြောသွားလဲဆိုတော့တိုက်ခန်းတခန်းရှာဖို့နီးလန်းနေအများကြီးရှိတယ် နီးလန်းတစ်ခုကတော့ online ကိုကြည့်ခြင်းပဲ website တွေအများကြီးနင်တိုက်ခံရှာတဲ့နေရာမှာကူညီဖို့ website တွေအများကြီးရှိတယ်ပြီးတော့ကြတော့ဒီငှားရမ်းဖို့ဆိုပြီးတော့လှုပ်ထားတဲ့တိုက်ခန်းနေအဆောက်အဦတွေရဲ့ဓာတ်ပုံတွေလည်းမကြာခဏရှိပါတယ်။ဘာလဲရှိသေးလဲဆိုရင်တခါတလေမှာဒီအဆောက်အဦရဲ့တည်နေရာကိုပြသဖို့အတွက်လည်းမြေပုံလေးပါရှိတတ်တယ်။ဒါကတော့ online ကနေကြည့်တဲ့နည်းပေါ့နော်။ Okay နောက်တစ်ခု another way နောက်ထပ်နီလန်းတစ်ခုကတော့ to find ရှာဖွေဖို့ an apartment တိုက်ခန်းတစ်ခန်းတိုက်ခန်းတစ်ခန်းရှာဖွေဖို့နောက်ထပ်နီလန်းတစ်ခုကတော့တဲ့ is ဖြစ်ပါတယ် to look in the newspaper to look ကြည့်ဖို့ in the newspaper သတင်းစာထဲမှာနောက်ထပ်တိုက်ခန်းရှာဖွေဖို့နီလန်းလေးရတော့သတင်းစာထဲကိုကြည့်ဖို့ပါပဲပေါ့နော်နံပါတ်1နီးရအွန်လိုင်းကိုကြည့်နံပါတ်2နီးရသတင်းစာကိုကြည့် there is ရှိပါတယ် and apartments for rent section ငားရမ်းရင်တိုက်ခန်းများဆိုတဲ့အပိုင်းလေးရှိပါတယ်တဲ့သတင်းစာမှာပေါ့နော် in the back နောက်ကျောမှာ of some newspapers တချို့သတင်းစာတွေရဲ့နောက်ကျောမှာတိုက်ခန်းများငားရမ်းရန်ဆိုတဲ့အပိုင်းကလေးရှိပါတယ် there is ရှိတယ် there are ရှိကြပါတယ် what ဆိုတာ advertisement တွေကိုပြောတာ advertisement ဆိုတာဒါကြော်ညာတွေပေါ့နော်ကြော်ညာတွေလည်းရှိပါတယ် for အတွက် apartments and houses တိုက်ခန်းနေအိမ်နေ for rent ငားရမ်းဖို့ဒီခိုင်းကြီးကိုတော့ငှားမယ်ဒီတိုက်ကြီးအဆောက်အုံကြီးကိုတော့ငှားမယ်ဆိုပြီးတော့ဒါကြော်ညာထားတဲ့ကြော်ညာတွေလည်းရှိကြပါတယ် there are ရှိကြတယ် ads ads ဆိုရင်ဒါကြော်ညာများပေါ့အတူခောက်လေးဖြစ်ပါတယ် advertisement ရဲ့အတူခောက် many newspapers သတင်းစာတွေအများကြီးက also label put ထားရဲထဲ့ရဲ this information ဒီသတင်းအချက်အလက်ကို online online မှာလည်းတင်ပါတယ်တဲ့အများစုသောသတင်းစာတွေကသတင်းစာထဲမှာထည့်ယုံနေမကဘူး online မှာပါဒီသတင်းအချက်လက်တွေကိုတင်ပါတယ်ထားပါတယ်ပေါ့နော် put ဆိုတော့ထားရဲထဲ့ရဲတင်နေပေါ့ okay ဘာဆိုကြည့်ကြည့်ရအောင်တိုက်ခန်းရှာဖို့နောက်ထပ်နီလန်တစ်ခုကတော့သတင်းစာတွေကိုကြည့်ဖို့ပါပဲအဲ့ဒီမှာသတင်းစာတွေရဲ့နောက်ကျောမှာငှားရမ်းညံတိုက်ခန်းများဆိုတဲ့အပိုင်းကလေးရှိပါတယ် ပြီးတော့ငှားရမဲ့တိုက်ခန်းနေအိမ်နေဆိုပြီးတော့လဲသူကကြော်ညာတွေလည်းရှိပါသေးတယ်။သတင်းစာအများကြီးရတော့ဒီသတင်းအချက်လက်တွေကို online ပေါ်မှာလည်းတင်လေးရှိပါတယ်။ You can also find နင်နောက်ပြီးတော့ရှာဖွေနိုင်ပါသေးတယ်။ An apartment တိုက်ခန်းတစ်ခုကို by looking at ကြည့်ခြင်းအဖြစ် buildings in the neighborhood buildings အဆောက်အဦးများ in the neighborhood အနီးအနားပတ်ဝန်းကျင်ဝင်းကျင်ပေါ့နော် where you want to live နေနေထိုင်ခြင်းနဲ့ရက်ွက်နားလေးဝင်းကျင်နားလေးမှာရှိတဲ့အဆောက်အဦးတွေကိုသွားကြည့်ခြင်းအပြင်လည်းတိုက်ခန်းလေးကိုရှာဖွေနိုင်ပါသေးတယ်ပေါ့ကိုကဒီရက်ွက်မှာနေခြင်းနဲ့ဆိုရင်ဒီရက်ွက်နားကိုသွားပေါ့သွားပြီးတော့ကြတော့အဲ့မှာအဲတင်ထားတာတွေပါလေရှိလားဆိုတော့တကြည့်ရမှာပေါ့နော်အပြင်မှာကိုယ်တိုင်လမ်းလျှောက်သွားရမယ့်ဟာပေါ့อืม လဲအာရှိကြပါတယ် often မကြခဏ for rent signs ငှားရန်ဆိုတဲ့ဒါသင်္ကေတတွေရှိလေရှိပါတယ်ပေါ့ငှားရန်ဆိုပြီး sign လေးတွေ sign လေးတင်ထားတယ်ပေါ့နော် sign ဆိုတော့ဒါ sign book ပေါ့နော် sign book လေးတွေတင်ထားလေးရှိပါတယ် on the front of မျက်နှာစာမှာ the buildings အဆောက်အဦးတွေအဆောက်အဦးတွေရဲ့မျက်နှာစာမှာတို့ဒါငှားရန်ရန်ဆိုတဲ့သင်္ကေတလေးတွေလည်းတင်ထားလေးရှိကြပါတယ် there are ရှိကြပါတယ်တဲ့နော်အများကြီးရှိရင် there are there is ရှိပါတယ် usually များသောအားဖြင့် phone number ဖုန်းနံပါတ်တစ်ခု on the sign ဒီ sign မှာဒီသင်္ကေတပေါ်မှာပေါ့နော်ငားယံဆိုတဲ့သင်္ကေတပေါ်မှာသူကငားယံပဲရေးတာမဟုတ်ဘူးဖုန်းနံပါတ်လေးတစ်ခုပါရှိလေရှိတယ်ပေါ့ there is usually a phone number on the sign you can call နေဖုန်းဆက်နိုင်တယ် and ပြီးတော့ ask မေးမြန်းနိုင်တယ် the landlord the landlord ဆိုတာဒါအိမ်ပိုင်ရှင်ကြီးကိုပြောတာပေါ့ landlord ငားရမဲ့လူကြီး or ဓမ္မမဟုတ်ရင် manager ဒါမှမဟုတ်လဲ manager နဲ့လွှဲထားတာလည်းဖြစ်နိုင်တယ် for information သတင်းအချက်အလက်အတွက်နင်ဖုန်းဆက်ပြီးတော့ဒီ landlord ဒါမှမဟုတ်ရင် manager ကိုအိမ်ပိုင်ရှင်ဓမ္မမဟုတ် manager ကိုဖုန်းဆက်ပြီးတော့မေးနိုင်တယ်တဲ့ you can ask မင်းနေမေးလို့ရတယ်ဘာတွေမေးလို့ရမလဲသူကဒီမှာအချက်အလက်တွေပြောထားတယ်ဒါလေးတကယ်အသုံးဝင်တယ် how much is the rent how much ဘလောက် is ဖြစ်တယ်လဲ the rent ငှားရန်ခ ငားရန်ခကဘလောက်လဲအဲဒါမေးရမှာပေါ့ကိုကပစံပေးမှာဆိုတော့ how much is the rent is heat included heat ooh is ဖြစ်သလား included ပါဝင်ပြီးသား is heat included အပူရောပါဝင်ပြီးသားလားဆိုတော့ဒါကိုရီလိုအပူပိုင်းနိုင်ငံတွေမှာတော့ဒါအသိမလို့ဘောနော်ဒီကောင်ကကြတော့အေးအေးနိုင်ငံတွေမှာဆိုရင်ဒါအပူပေးဖို့ရောပါဝင်ပြီးသားလားအပူပေးခရီရောပါဝင်ပြီးသားလားတိုက်ခန်းကြီးရောဘောနော် what floor ဘယ်အထက် floor ဆိုတာအလွာအထက်ကျမ်းပြင်လို့လည်းပြောလို့ရတယ်ဘယ်အထက် is ဖြစ်တယ်လေ the apartment on ခုကြော်ညာထားတဲ့တိုက်ခန်းကဘယ်အထက်မှာလဲပေါ့မေးရမှာပေါ့ငလျင်နေပါလေလှုံရင်တန်းပြေလို့ရပါမလားအမြင်ကြီးဆိုရင် what floor is the apartment on တိုက်ခန်းကဘယ်အထက်မှာလဲ is there ရှိပါသလား an elevator elevator ရှိလားလိုအပ်တယ် elevator ဆိုလို့ရှိရင်ဓာတ်လီကားကြီးပေါ့နော်တခါတလေခြေထောက်ဒီပါအဲ့နားရဲဆိုရင်ဓာတ်လီကားနေမှာသွားနိုင်တာမျိုးဖြစ်တတ်တယ်ဓာတ်လီကားရောရှိသလားရှိသလား is there how many bedrooms အိတ်ခန်းဘယ်နှခန်း are there ရှိကြပါသလဲ in the apartment တိုက်ခန်းထဲမှာတိုက်ခန်းထဲမှာအိတ်ခန်းဘယ်နှခန်းရှိတော့ how many closets closets တို့ဒါကအဝတ်ပီတို့ကိုပြောတာရှင့်အဝတ်ပီတို့ဘယ်နှစ်ခု are there ရှိကြပါသလဲ in the apartment တိုက်ခန်းထဲမှာတိုက်ခန်းထဲမှာအဝတ်ပီတို့ဘယ်နှစ်ခုရှိလဲ is the apartment တိုက်ခန်းသည်ဖြစ်သလား available လစ်လက်သော now အခုတိုက်ခန်းအခုလစ်လက်နေပြီလားဒါမှမဟုတ်ရင်ဘယ်အချိန်မှဝင်လို့ရမှာလဲဒါမျိုးမေးတာဖြစ်ပါတယ် အဲ့ဆိုဒီကောင်လေးတော်တော်ကောင်းနေပေါ့နော်။နင်းတိုက်ခန်းတစ်ခုကိုဒါကိုသနေခြင်းနဲ့နေရရက်ကွက်နားလေးရတိုက်ခန်းအဆအူတွေကိုတွားကြည့်ခြင်းအပြင်လည်းရှာဖွေနိုင်ပါတယ်။ You can also find an apartment by looking at buildings in the neighborhood where you want to live. အဲငှားရမ်းရမ်းဆိုတဲ့သင်္ကေတလေးတွေကိုအဆအူတွေရဲ့မျက်နှာစာမှာထားထားလေးရှိကြပါတယ်။ There are often for rent signs on the front of the buildings. ပြီးတော့များသောအားဖြင့်လည်းဖုန်းနံပါတ်တစ်ခုအဲ့ဒီ sign ပေါ်မှာထည့်ထားလေးရှိပါတယ်။ There is usually a phone number on the sign. နဲဒီအိမ်ပိုင်ရှင်တမမဟုတ်မန်နေဂျာကိုတရင်ချက်အလက်သိရဖို့ဖုန်းဆက်ပြီးတော့မေးလို့ရတယ်။ You can call and ask the landlord or manager for information. နင်ဘာတွေမေးလို့ရမလဲဆိုတော့ you can ask. ဟော okay sorry နည်းနည်းဟိုဟာဖြစ်သွားတယ်။ You can ask ဘာမေးလို့ရမလဲကြည့်ရအောင်ပေါ့နော်။ဘာမေးလို့ရမလဲ။ How much is the rent? How much? Balaule is the rent. How much is the rent? Oh, can I leave? Sorry, sorry. Okay, how much is the rent? Ngayankaga balaule. Buyo babidala. Is heat included? Bed camp. Did I kanga be etemashiale? What floor is the apartment on? The legayo shida. Is there an elevator? Did I kanema? A camp in a camp How many bedrooms are there in the apartment? ဒီတိုက်ခန်းထဲမှာအဝတ်ဘီတို့ဘယ်နှခုပါလဲ? How many closets are there in the apartment? ဒီတိုက်ခန်းကအခုလစ်လပ်သလားအခုဝင်လို့ရလား? Is the apartment available now? ဒါလေးတွေဒီမေးလို့ရတဲ့ကောင်းလေးတွေပေါ့ Okay ဆက်သွားကြရအောင်။အဲဒါဆိုသူပါဆက်ပြီးတော့မေးမလဲပေါ့။ Um If ချစ်ခဲ့ရင် an apartment တိုက်ခန်းတခန်းသည် interest you နင့်ကိုစိတ်ဝင်စားစေရင်တဲ့တိုက်ခန်းတခန်းကနင့်ကိုစိတ်ဝင်စားစေရင်ဆိုတော့ကိုစိတ်ဝင်စားသွားရင်ဆိုတဲ့အတိတ်ပဲပေါ့ you can make နင်ပြုတ်လုံနိုင်ပါတယ် an appointment ကြိုတင်ချင်းဆိုခြင်း to see it ကြည့်ဖို့အတွက်တကယ်လို့သာဒီတိုက်ခန်းလေးကိုစိတ်ဝင်စားသွားတယ်ကိုနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင် appointment လေးကြည့်ဖို့အတွက်တက်လို့ရတယ်ပေါ့ဒီတိုက်ခန်းနဲ့ဝင်ကြည့်ဖို့ appointment လုပ်လို့ရတယ်ချိန်းဆိုလို့ရတယ်ပေါ့ when you go နင်သွားတဲ့အချိန်မှာ to see ကြည့်ဖို့ the apartment တိုက်ခန်းတိုက်ခန်းကိုကြည့်ဖို့သွားတဲ့အခါမှာတဲ့ when you go to see the apartment တိုက်ခန်းကိုကြည့်ဖို့သွားတဲ့အခါမှာ ask မေးလိုက်ပါတဲ့ဗာမေးခိုင်းတယ်လဲဆိုတော့ဒီမှာ is there ရှိပါသလား at least at least ဆိုတာဒီတော့တိုက်ခန်းငှားတဲ့စာချုပ်ပေါ့နော်ငှားမဲ့စာချုပ်ရှိလား lease ရှိလား how long is the lease how long ဘလောက်ကြာတယ်လဲ is စ်တယ်လေ the least ဒီစာချုပ်ကဘလောက်တကြာချုပ်ရမှာလဲပေါ့ဥမာတစ်နှစ်အနည်းဆုံးလား6လအနည်းဆုံးချုပ်ရမှာလားဒါ the least ပေါ့ is there ရှိပါသလား a janitor janitor တယောက်ရှိလား janitor ဆိုတာက တိုက်ခန်းအဆောက်အဦတွေကို ထိမ့်သိမ့်တဲ့လူပေါ့တန်ရှင်တွေလည်းလှုပ်ချင်လုံးမယ်မျက်တွေလည်းရိတ်ချင်ရိတ်မယ်ဒီလူဒီ janitor ပေါ့နော် is there a janitor janitor ရှိလား or ဓမ္မမဟုတ်ရင် manager manager ရောရှိလားတိုက်ခန်း manager တို့တိုက်ခန်း janitor တို့ရှိလားပေါ့ ထိမ့်သိမ့်မဲ့လူရှိလားလို့သူသိကြနာပါเนาะ is there ရှိပါသလား a parking space ကားရဲ့နားစရာနေရာ for to each apartment လိုက်ခန်းတခန်းချင်းစီအတွက်ကားရဲ့နားစရာနေရာတစ်ခုစီရှိလား is it free ရှိတယ်ဆိုရင်လငောင်းက အခမဲ့လား or ဒါမှမဟုတ်ရင် do i have to pay extra အဆက်အပိုပေးရအောင်မလားပေါ့เนาะ တကယ်လို့ parking space ရှိရင်ဒါကအခမဲ့လားဒါမှမဟုတ်ရင်ပတ်စက်များအပိုထပ်ပြီးတော့ပေးရအောင်ပါလားအာဒဲရှိကြပါသလား smoke detectors smoke detectors ဆိုတာကမီးခိုးအနမ်းခံတဲ့ဆက်ပေါ့နော်မီးခိုးမီးခိုးကို detect လုပ်တဲ့ဆက်ပေါ့မီးလောင်နေလို့ဘာလို့ဆိုရင်ဒီ smoke detector တွေကအလန်းနေမြည်လာပြီးရေတွေပါတယ်ဖြန့်ပင်ဖြန့်ပင်မှာပေါ့နော်ဒါတွေဒီ smoke detectors တွေ is there ရှိပါသလား a laundry room a laundry room ဆိုတော့အဝတ်လျှော်ခန်းပေါ့နော်အဝတ်လျှော်စက်တွေဘာတွေထားတဲ့နေရာ in the building အဆောက်အဦးထဲမှာအဆောက်အဦးထဲမှာအဝတ်လျှော်ခန်းကိုရှိလားရှိတယ်ဆိုရင် where is it အဲ့ဒါကဘယ်မှာလဲတဲ့ဒါကကိုမေးမဲ့ကောင်းလေးတွေပေါ့ကြည့်အောင်တကယ်လို့တိုက်ခန်းတခန်းကနင့်ကိုစိတ်ဝင်စားစေခဲ့တယ်ဆိုရင်နင် appointment တစ်ခုလုပ်ချိန်ဆမှုတစ်ခုလုပ်ပြီးတက်ကြည့်လို့ရတယ် If an apartment interests you, you can make an appointment to see it. When you go to see the apartment, ask. Is there a lease? How long is the lease? And I can't take the manager. Is there a janitor or manager? တိုက်ခန်းတစ်ခုချင်းစီအတွက်ကာရနာစရာနေရာရှိလားအဲ့ဒါကအခမဲ့လားဒါမှမဟုတ်ရင်အပိုထပ်ပေးရအောင်ပါလား Is there a parking space for each apartment is it free or do i have to pay extra ပြီးတော့မိကိုအနှံ့ခံတဲ့စက်တရောရှိလား Are there smoke detectors ဒီစဦးထဲမှာအဝိရှော်ခန်းကောရှိလားဘယ်နာလေးမှာလဲ Is there a laundry room in the building where is it ဘယ်နာမှာလဲ အဲ့မှာဒါကိုမေးမဲ့ဟာတွေပေါ့နော် the landlord အိမ်ပိုင်ရှင်ကြီးဒီ sometimes တခါတလေမှာ ask မေးတယ် you နင့်ကို a few questions မေးခွန်းတချို့အိမ်ပိုင်ရှင်ကလည်းနင့်ကိုမေးခွန်းတချို့မေးလိုက်မယ်တဲ့နော်မေးမှာပေါ့သူ့အိမ်ထဲကိုပေးနေရမှာဆိုတော့ such as စသဖြင့်တော့မေးခွန်းတွေသူမေးမယ်ပေါ့ဘာတွေမေးမလဲ how many people လူဘယ်နှယောက် are there ရှိကြပါသလဲ in your family နေရမိသားစုထဲမှာ နိမိသားစုထဲမှာလူကဘယ်နှယောက်လဲဘယ်နှယောက်ဝင်နေမှာလဲဘုံငါတိုက်ခမ်းမှာอืม Do you have နိမရှိသလား any pets အိမ်မွေးတိရစ္ဆာန်တကောင်းကောင်းများ ရှိလား Do you have any pets နိမအိမ်မွေးတိရစ္ဆာန်တွေများရှိလားတဲ့အဲ့ဆိုဒီမှာ landlord အိမ်ငါပေးမဲ့လူကြီးကဗာမေးမလဲဆိုတာကြည့်ရအောင်အိမ်ငါပေးမဲ့ landlord ကြီးကနင့်ကိုမေးခွန်းတချို့မေးပါလိမ့်မယ်အစသဖြင့် The landlord sometimes ask you a few questions such as How many people are there in your family? လူဘယ်နှယောက်ရှိလဲ?အိမ်မွေးတိရိစ္ဆာန်တွေများရှိလား? Do you have any pets? Okay. Look at ကြည့်ပါ the apartment တိုက်ခန်းကို carefully They you to sign before you sign နင်းလက်မှတ်မထိုးခင်မှာ the lease ဒီစာချုပ်မှာလက်မှတ်မထိုးခင်တိုက်ခန်းကိုသေချာကြည့် Look at the apartment carefully before you sign the lease. If ဖြစ်ခဲ့ရင် there are ရှိတယ် some problems ပြဿနာတချို့ပြဿနာတချို့များရှိတယ်ဆိုရင် ask မေးလိုက်ပါပြောလိုက်ပါ the landlord landlord ကြီးကို to fix them အဲ့ဒါတွေကို ပြင်ဆင်ဖို့အတွက် before you move in နဲဒီအိမ်ထဲကိုရွှေ့ပြောင်းမဝင် ရောက်ခင်မှာပြဿနာတွေရှိတယ်ဆိုရင်ဓာတ်တွေကိုပြင်ပေးဖို့ landlord ကိုပြောလိုက်ပါတဲ့ fix ပြင်နဲ့ move in ရွှေ့ပြောင်းဝင်ရောက်တယ်ပေါ့ move in အဲ့ဒါဆိုကြည့်ကြည့်ရအောင် ဒီစာချုပ်မှာလက်မှတ်မထိုးခင်တိုက်ခန်းကိုသေချာကြည့် Look at the apartment carefully before you sign the lease တကယ်လို့ပြဿနာတွေများရှိရင်နင်ရွှေ့ပြောင်းမဝင်ရောက်ခင်ဒီ landlord ပိုင်ရှင်ကြီးကိုပြုပြင်ပေးဖို့ပြောလိုက်ပါ If there are some problems ask the landlord to fix them before you move in Okay ဒီမှာဆိုဒါတိုက်ခန်းရှာနီးလေးတွေပြောသွားတယ်ပထမကအွန်လိုင်းနဲ့ရှာမယ်ဒုတိယကကြတော့သတင်းစာနဲ့ရှာမယ်တတိယကကြတော့ကိုယ်တိုင်သွားပြီးတော့အိမ်နာလေးကိုကြည့်ပြီးတော့ရှာမယ်တိုက်ခန်းနေရှာတဲ့အချိန်မှာကိုကဖုန်းဆက်မေးတယ်ဆိုလို့ရှိရင်ဘလောက်လဲ အပူတွေပါလာပြီးတော့ကြဘယ်နှထက်မှာလဲဒါမျိုးတွေမေးမယ်ကိုကစိတ်ဝင်စားလို့တကြည့်မယ်ဆိုရင်ကိုက appointment လေးလုပ်ပြီးတကြည့်မယ်တကြည့်ပဲဆိုလို့ရှင်လဲမေးမယ်ပေါ့နော်ဘယ်လောက်ကြကြစားချုပ်ချိုးရမှာလဲတို့ parking space ရှိလားတို့မေးမယ်လမ်းလောကလည်းကိုကိုပြန်မေးမယ်လူဘယ်နှယောက်ရှိတော့အိမ်မွေးတိရစ္ဆာန်တွေဘာတွေများနေမှာရှိလားအဲ့ဒါကြောင့်နောက်ဆုံးအဆုံးသက်သည်သူကတိုက်ခန်းလေးတစ်ခုကိုစာချုပ်မချုပ်ခင်မှာတေချာကြည့်တခုခုလိုအပ်ရင်အရင်ပြောဒါမျိုးလေးပြောသွားရတယ်ပေါ့ အဲ့ဆိုရင်ကိုရီကဂရမ်မာအရဆိုရင်ဒဲအာရှိကြတယ်ဒီမှာရှိတယ်လို့ရှိရှိကြတယ်လို့ဆိုတာဒီကိုလက်ထဲမှာကိုပိုင်နာကိုပြောတာမဟုတ်ဘူးဒီတိုင်းသူ့ဘာသူလေးရှိနေတာပဲဥပမာစပွဲပေါ်မှာစာအုပ်တအုပ်ရှိတယ်ဆိုဒီစပွဲပေါ်ကစာအုပ်ဒီတယောက်ယောက်နဲ့ပိုင်ဆိုင်နေဆိုရက်သက်ဆိုင်နေဆိုတာမျိုးမပြောချင်ဘူးသူ့ဘာသူတီရှိနေမှုတသက်ကိုပြောမယ်ဆိုရင် there is there are လေးနဲ့ပြောတာဖြစ်ပါတယ်แดอาရှိကြတယ်အများကြီးရှိရင်แดอาတစ်ခုထပ်ပိုတာတွေရှိရင်แดอา တစ်ခုရဲရှိရင် there is မြေပုံတစ်ခုရဲရှိတယ် there is sometimes a map နောက်တစ်ခုနီးလန်းတွေအများကြီးရှိတယ်တစ်ခုထပ်ပိုသွားတယ် there are several ways ဒါမျိုးဖြစ်တယ်ပေါ့နော်ရှိသလားလို့မေးရင် is there လို့ဖြစ်သွားတယ် is ကလေးကရှေ့ကိုရောက်သွားတယ်မိကုန်လုတဲ့အခါမှာဟာစာချုပ်ချုပ်ရမှာလားဘယ်နှလားစာချုပ်ချုပ်ရမှာလဲ is there a lease ရှိသလား janitor တိုက်ခန်းကို ထိမ့်သိမ့်နေလို့ရှိသလား is there ရှိသလား ရှိကြပါသလားအာသဲလို့ဖြစ်သွားတယ်အာသဲ smoke detectors မိကိုအနှံ့ခံတဲ့စက်တရောရှိသလားရှိကြသလားအာသဲဒါမျိုးလေးဖြစ်ပါတယ် thank you very much please subscribe to my channel